သူပြောတဲ့စကားကတကယ်လို့မှလွဲပြီးနေတာကြီးကို ပြောတယ်လို့ဆိုရင်တော့အာဒါဒီလိုများလွဲမလားဒီလိုများဘယ်လိုတောက်တုံဆိုရင်တခါတဲ့နောက်ကျောင်းကိုဗျမ်းမနေဆိုရိုက်တယ်လို့ကိုပြောတယ်တခါတဲ့ပေါ့ကရလီယာမထကုဒလေနာယန္တတန်တံပဒံအဘိဓမ္မစာနဲ့ကြားဘူးလားဗျာနော်ကြားပါ ဒါလည်းရတာကြည့်တာပဲဗျာမှန်ပါအရိယတစ္ဆာမသိလို့ရှိရင်သူ့ဝင်ပုံထက်ပုံမသိဘူးနော်မှန်ပါအခုအရိယတစ္ဆာတိတဲ့အခါကျတော့ဘာဖြစ်လဲအရိယတစ္ဆာရဲ့အစွမ်းနေလဲကိုသိတာပေါ့နော်မှန်ပါမက္ခအရိယတစ္ဆာဆိုတာအာကာမဒုက္ခလိကနိယောဂလို့ဆိုတဲ့အစွမ်းလဲမညီဘူးအတ္တကိလမထလို့ဆိုတဲ့အစွမ်းလဲပဲမညီဘူးဒီအစွမ်းနှစ်ချက်ကလွတ်တဲ့အလေအလတ်အားဖြင့်တခါတဲ့တမာတဲ့အမြင်အတွေးတွေကိုဒါလှုပ်ဆောင်တာဟာ မက်ကအရိယတစ္ဆာပဲပေါ့ဒီမက်ကအရိယတစ္ဆာဆိုတာအစွန်းနေမရှိဘူးမှန်ပါအဲ့ဒီလိုအစွန်းနေမရှိဘူးလို့ဆိုတာထိတောင်းမှကြဲကြဲပြန့်ပြန့်သိပြီလို့ဆိုတော့မေတ္တာပွားလို့ဆိုရင်ပွားတတ်ပြီပေါ့မှန်ပါဘယ်လိုပွားမလဲခုနကာမအစွန်းညှိပြီးတကလားမေတ္တာပွားမလားတက်ကလုံမလားဥစုလုံမလားသူစုလုံမလားဟုတ်လားသူအစောသတ်လုံမလားလို့ဆိုတော့ဟာကာမကာမဒသနာကြီးနဲ့ဖြင့်ကာမအမြင်ကြီးနဲ့ဖြင့်ဘယ်တို့ဒီလိုတက်ကဥစုလုံလို့ ဘယ်ဖြစ်မလဲဒုက္ခပဲရောက်မှာပေါ့လို့ကဲမမြင်ပေဘူးလားဗျာနော်ပါဗျာအဲဒီလိုပဲကာမတော့ဖြစ်ဟုတ်ပြီမပွားဘူးဆိုရင်လည်းပဲယူပအစွန်းကိုညှိပြီးတကလားဘာတွေးမှမတွေးဘူးရုပ်တွေပဲဟုတ်လားဗျာရုပ်တွေဖြစ်တဲ့အတွက်ဒါဝဝတရားအရာတက်ကလောက်ဆရာရှင်းလုံးလိုက်မယ်ဥစုလုံးဆရာရှင်းလုံးလိုက်မယ်လို့အဲဒီလိုမျိုးရုပ်အမြင်ရုပ်တတနာနဲ့ဟုတ်ပြီနော်တက်ကတွေဥစုတွေသူ့ဥစုတွေသန္တုတက်ကတွေသူပရတွေလောက်ပြီဆိုတော့ဗျာနော်အဲ့ဒါတွေလောက်တော့လည်းပဲမေတ္တာတော့ပွားပါရဲ့ မေတ္တာပွားရင်းနဲ့အဲ့ဒီမေတ္တာပွားလိုက်လို့ကိုကမေတ္တာပွားလိုက်လို့သူစီကပြန်လာတဲ့မေတ္တာကလည်းပဲဒုက္ခမေတ္တာကြီးပဲဖြစ်မှာနော်မှန်ပါဗျာဒုက္ခပဲပဲကျွန်းထိုးဖို့ရန်အတွက်ပဲနောက်ဆုံးပြတော့ဥလှည့်ပေးသွားမှာမဟုတ်လားဘာဖြစ်လို့လဲဆိုရင်အတ္တကိလမထာနုယောဂမေတ္တာဖြစ်လို့ပေါ့နော်မှန်ပါဗျာအဲ့ဒီတော့ကျွန်းတို့ကမေတ္တာပွားမေတ္တာပွားလို့ဆိုတာသစ္စာနဲ့ကိုက်အောင်ဖခင်ကဟောခဲ့တဲ့မေတ္တာကိုဖခင်ရဲ့တပည့်တွေကပွားကြမှာဆိုရင်ဖခင်ကအရိယသစ္စာနဲ့ ကြိုက်တဲ့မေတ္တာကိုဟောခဲ့တာအဲ့တော့ဘုရားရဲ့တပည့်ဖြစ်တဲ့လူတွေကကာမတုခ္ခလိကမြောဂာနဲ့မေတ္တာပွားလို့တော်ပါမလားဗျာတော်ပါအဋ္ဌကိလမထာမြောဂာမေတ္တာနဲ့ပွားလို့လည်းမတော်အဲ့ဒါလို့မတော်တော့ဟာဘာလို့ရမှာလဲဩအရိယသစ္စာကိုမြတိမပฏิပဒါမေတ္တာပွားနိုင်ဖို့လိုတာပါကလားလို့သိရမယ်နော်မှန်ပါအဲ့တော့ကျွတ်ကအရိယသစ္စာမှသဘောမပေါက်ဘူးလို့ဆိုရင်ယန္တတန္တယန္တန္တအကျဉ်းကြီးတန္တန်ကြီးတတ်တော့ယံပဒံအကျဉ်းနိဗ္ဗာန်ကိုအဘိဓမ္မစ္စ ရှေ့ရှုအောင်မေဝင်စားပြီးတော့လို့ဘယ်လိုလုပ်ဖြစ်မှာလဲနော်မဖြစ်ပါဘူးဗျာအရိယတစ္ဆာမသိရမေတ္တာမပွားနိုင်ဘူးဟုတ်နော်မှန်ပါဗျာမေတ္တာကိုပွားနိုင်တဲ့အရင်အချင်းအထိအရိယတစ္ဆာမသိသူစီမှာမရှိဘူးမှန်ပါဘယ်လိုပြောရမလဲနော်မှန်ပါဒါဖြင့်လုံးလုံးမပွားနိုင်တာလားဆိုရင်ပွားတော့ပွားနိုင်ပါတယ်ပွားတဲ့အတွက်ဘာရမှာလို့ဆိုရင် နောက်ဆုံးပြီတော့ဒုက္ခရမှာလို့ပဲပြောရမှာမဟုတ်လားမှန်ပါဗျာအာမျိုးသမီးကလေးကဟိုးအဖျားကဗတော့ပန်းကလေးကိုလိုချင်တယ်လို့ဆိုအာရအောင်ယူပေးမယ်ဆိုဒီမျိုးသားတကယ်တကျိုးတကုန်းနဲ့တက်ပြီးတကလားခုပေးလိုက်တယ်ဆိုရင်တော့ဒီမျိုးသမီးကတော့မျိုးသားကိုသူအော်သူ့အလိုကိုလိုက်တယ်တကယ်ကိုတက်ဆွန်ခါပြကိုဆောင်ရွက်ပေးတယ်ဆိုပြီးသူတို့နှစ်ယောက်ညားကျင်လဲညားမှာပေါ့နော်အဲ့ဒီကနေမေတ္တာလေးစသည်ညားတော့ဘယ်ချုပ်မှာလဲဒီကုန်းကဒုက္ခချုပ်မှာပဲမဟုတ်လားလို့နော်မှန်ပါဗျာအဲ့တော့ဇူးလူလာကတော့ ဒီမေတ္တာပွားတဲ့အတွက်မှားတဲ့မေတ္တာပွားမိရင် ရတဲ့ရလတ်ကဒုက္ခရတာပဲမှန်ပါအဲ့တော့ကျွတ်တို့ဘုရားကမေတ္တာပွားတာဒုက္ခရအောင်ပွားခိုင်းတာမဟုတ်ဘူးဒုက္ခនិရောဓလို့ဆိုရဲဒုက္ခငြိမ်းရာနိဗ္ဗာန်ရအောင်ပွားခိုင်းတာမဟုတ်လားမှန်ပါနိဗ္ဗာန်ရအောင်ပွားခိုင်းရင်တော့နိဗ္ဗာန်ရဖို့အတွက်သိပြီးယန္တန်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 ငြိမ်းတဲ့ငြိမ်းတဲ့တော့ယံပဒံအကျင့်နိဗ္ဗာန်ကိုအဘိသမိစ္ဆဟုတ်ပြီနော်အဘိသမိစ္ဆလုတ်ပြီးမှကျွတ်တို့ပွားကြမှာမဟုတ်လားအဲ့ဒါလို့ယန္တန်တန်အဘိသမိစ္ဆလို့ဆိုတဲ့အတိုင်း တကယ်နိဗ္ဗာန်ကိုအဘိဓမ္မစာလုံနိုင်ဖို့အတွက်ဆိုတာအရိယတစ္ဆာပေါက်ကြအောင်မဟုတ်လားဗျာအဲဒါအရိယတစ္ဆာကိုကျုပ်တို့ကတဟေတဝိကြီးဟောတယ်အရိယတစ္ဆာကိုနားကိုလဲနေအောင်ကိုဟောတယ်ကျုပ်တို့ကိုယ်နှုံနှလုံးနေနဲ့ကထားတဲ့အမျိုးမျိုးအားတိုက်ပြီးတကလာလွန်ကျူးတာတွေကိုလုံတယ်မကောင်းတာတွေတော့လွန်ကျူးသလားဒါမှမဟုတ်လို့ရှိရင်မကောင်းတာတွေကတော့မကောင်းပါဘူးလို့သိတဲ့သူရောက်တဲ့အခါကျကောင်းတာတွေတော့လွန်ကျူးသလား ာမကုသိုလ်တွေပေါ့ဒါနတွေတီလတွေဘာဝနာတွေပေါ့ယူပကုသိုလ်အယူပကုသိုလ်တွေပေါ့ဒါတွေသွားလွန်ကျူးမယ်ဒါတွေသွားလွန်ကျူးဒုက္ခရောက်မှာပေါ့နော်အဲဒီလိုမျိုးလို့ကျုပ်တို့လွန်ကျူးတာတွေကကိုယ်နှုံနှလုံးနဲ့လွန်ကျူးတာတွေကကောင်းတော့ရှိမကောင်းတော့ရှိဒုက္ခတွေဒါလို့ပြောရဒါလို့ဆိုရင်ကိုယ်နှုံနှလုံးနေနဲ့ကောင်းတာတွေမလုပ်ရတော့ဘူးလားလို့ဆိုလုပ်ရမယ်လွန်ကျူးတာမပါအောင်လုပ်ရမယ်လွန်ကျူးတာမပါအောင်ဘာလို့မတုံးလို့မေးတဲ့အခါကျတော့ လုံကျူးတာမပါအောင်လုံသိမ့်လုံထိုက်တာတွေလုံပေးတယ်လှူတယ်ပေးသိမ့်ပေးတိုက်လှူသိမ့်လှူတိုက်နေတာတွေကိုလှူမယ်တီလာဆောက်တည်မယ်အဲ့လိုပဲမကျူးလွန်သိမ့်မကျူးလွန်တိုက်နေတဲ့ဟာတွေကိုမကျူးလွန်အောင်ဆောက်တည်မယ်အဲ့ဒီလိုပဲနောက်ထပ်စာရိတ္တတီလာဆောက်တည်မယ်ဘာဖြစ်လဲလုံသိမ့်လုံထိုက်တယ်အမေအပေါ်မှာဝတ္တရားအဖေအပေါ်မှာဝတ္တရားသားသမီးအပေါ်မှာဝတ္တရားအဲ့ဒီလိုတခါလဲကိုယ့်ရဲ့မိတ်ဆွေတင်ကားတွေအပေါ်မှာဝတ္တရားဒီဝတ္တရားတွေကိုစာရိတ္တတီလာတွေဖြစ်နေလုံသိမ့်လုံထိုက်တာတွေကိုလုံမယ် ဒါတွေဟာဘာမှလွန်ကျူးတာတွေမပါဘူးမှန်ပါဘူး तू ကလှုပ်တင်လှုပ်ထိုက်တာတွေလှုပ်တာဖြစ်တဲ့အတွက်ပေါ့နော်မှန်ပါအဲဒီလိုမျိုးလို့လှုပ်တင်လှုပ်ထိုက်တာတွေလှုပ်တယ်ဆိုရင်တော့ဒါနာလည်းလှုပ်ကောင်းပါရဲ့သီလလည်းလှုပ်ကောင်းပါရဲ့ဘာဝနာလည်းလှုပ်ကောင်းပါရဲ့လှုပ်တင်လှုပ်ထိုက်တာတွေလှုပ်တာမဟုတ်ဘဲနဲ့လှုပ်ခြင်းလို့ကိုလှုပ်တာစွဲနေလို့ကိုလှုပ်တာဆိုရင်တော့ဒါနာလည်းမလှုပ်ကောင်းဘူးသီလလည်းမလှုပ်ကောင်းဘူးဘာဝနာလည်းမလှုပ်ကောင်းဘူးလို့ကျွတ်တော်ပြောတယ်အဲ့ဒီမလှုပ်ကောင်းတာတွေလှုပ်တော့ဘာဖြစ်လို့ဒုက္ခဖြစ်တာပေါ့ ောဒါနလုပ်လို့မြန်ဒုက္ခမဖြစ်ဘူးမအောင်မင်းနဲ့သီလဆောက်တည်လို့မြန်ဒုက္ခမဖြစ်ဘူးမအောင်မင်းနဲ့ဘာဝနာပွားလို့မြန်ဒုက္ခမဖြစ်ဘူးမအောင်မင်းနဲ့ကာမကိုလိုက်စားနေမှဒုက္ခရောက်တာမဟုတ်ဘူးဒါနသီလဘာဝနာတွေလိုက်စားနေဒုက္ခရောက်တာပဲဒါတွေသူနဲ့ဒီခင်ဗျားတို့လည်းမြင်နေကြမှာပါလို့ပြောခြင်းနဲ့ဒီတော့ဒုက္ခလွတ်ပြင်းရဆိုတာကြည့်လို့မရှိဘူးလို့ပြောရမှာလို့ပဲဒီတော့ကျုပ်တို့ကဘာဖြစ်တော့အော်ဒုက္ခဆိုတာဟေးဒုက္ခုံနှုံနှလုံးနဲ့ကောင်းမကောင်းတွေလွန်ကျူးချက်လောက်တာတွေကို ပြောတာလို့ဒီလိုဒုက္ခကိုဒီလိုပြောတယ်။အော်ဒုက္ခဖြစ်ကြောင်းသမှုရိယဆိုတာလေအဲ့ဒီဒုက္ခတွေကိုဒုက္ခမှမသိတော့ဒါတွေကိုပဲထပ်လုပ်ခြင်းနဲ့ထပ်လုပ်ခြင်းနဲ့ထပ်လုပ်ခြင်းနဲ့လုပ်နေတာဒါတွေဒုက္ခသမှုရိယပြောတာဒုက္ခနိရောဓဆိုတာအဲ့ဒီသမှုရိယတွေချုပ်ငြိမ်းသွားလို့မလို့ဒုက္ခဆိုတာဘလို့မှကိုယ်နှုံနှလုံးနဲ့လွန်ကျူးတာတွေကိုမလုတော့တာကိုဒုက္ခနိရောဓလို့ပြောတာ မက်ကလို့ဆိုတာလည်းပဲခုနပြောခဲ့တယ်လုံတဲ့လုံထိုက်တဲ့ဒါနတွေတီလာတွေဘာဝနာတွေဒါတွေအချင်းချုပ်လိုက်လို့ရှိရင်ဒါနတွေကလည်းတီလာပါပဲဘာဖြစ်လို့လဲဆိုတော့လုံတဲ့လုံထိုက်တဲ့အလူကိုလူတယ်ဆိုတာသာရိတာလေဗျာမှန်ပါဘာဝနာဆိုတာလည်းပဲတီလာပါပဲလို့လုံတဲ့လုံထိုက်တဲ့ဟာတွေအတိုင်းဒါခါလဲသူကနေပြီးတော့ကြီးပင်ကြီးတိုက်တဲ့အတိုင်းထွာတိုင်းလေယောကံအောင်သူကြည့်သွားတာဆိုတော့သူသာရိတာပြည့်မိအောင်နေတာပဲ ီတော့ဒါနာလဲသီလပဲဘာဝနာလဲသီလပဲသီလလဲသီလပဲလို့ပြောကြတယ်ဒီသီလတွေကိုကျင့်သုံးပြီးနေထိုင်တာဩဒါတို့မက်ကဘာဝနာပါလားလို့အဲ့ဒါလို့ဒုက္ခရဲ့သမုဒယရဲ့နိရောဓရဲ့မက်ကရဲ့လို့ဆိုတဲ့တစ္ဆာ၄ချက်ကိုညင်သာတဲ့အဆင့်ရောက်အောင်တို့တို့အချင်းချင်းအချင်းချင်းဆက်ဆက်တို့တို့ကနေပြီးတော့ဝေဖန်ပြီးပြောနေတယ်ဒီတစ္ဆာ၄ချက်ကိုပေါ့ဒါလေးကိုခင်ဗျားတို့ကသိကြမယ်ဆိုရင်ဒါလေးသိပြီးနောက် အော်မေတ္တာဒီလိုပွားရမှာတဲ့ဟဲ့လို့တကောစဥစုစသူဥစုစနဲ့ဒီလိုမျိုးလေးကျုပ်တို့ကဟောပြောလိုက်တဲ့အခါကျဟာတို့မေတ္တာပွားတတ်ပြီခင်ဗျားတို့ကအရိယသစ္စာတည်ပြီးသားဖြစ်နေတော့မေတ္တာလေးကြလိုက်တယ်ဆိုရင်လည်းမေတ္တာကိုလည်းပဲမိစ္ဆာပฏิပဒါကြအောင်ပွားတတ်ပြီပေါ့အဲဒီလိုမိစ္ဆာပฏิပဒါကြအောင်မေတ္တာကိုပွားတတ်သွားတဲ့အခါကျတော့ဘာဖြစ်လဲဒီလိုမေတ္တာပွားပြီဒီလိုမေတ္တာပွားတဲ့အတွက်လွန်တာလည်းမရှိဘူးညော့တာလည်းမရှိဘူးအဲကာမနဲ့ပွားတာမဟုတ်တဲ့အတွက်ဒီခါညော့တာလည်းမဟုတ်ဘူး ယူပါယူပါနဲ့ပွားတာမဟုတ်တဲ့အတွက်လွန်တာလည်းမဟုတ်ဘူးအဲဒီလိုလွန်တာလည်းမဟုတ်ယော့တာလည်းမဟုတ်တဲ့တကယ်အလေလက်ကြတဲ့ကိုလှုပ်တင်လှုပ်ထိုက်နေတဲ့တက်ကလှုပ်ပြလှုပ်ပြီကိုလှုပ်တင်လှုပ်ထိုက်နေတဲ့ဥစုသူဥစုလှုပ်ပြတွေလှုပ်ပြီကိုလှုပ်တင်လှုပ်ထိုက်တဲ့တူဇောသတ္တလှုပ်ပြတွေလှုပ်ပြီလို့ဆိုတဲ့အခါကျခင်ဗျားတို့ကဒီလိုလှုပ်တာတွေကဘာမှအားမထည့်ရဘူးလှုပ်ကြရာရှိတာလေးလှုပ်တင်လှုပ်ထိုက်တဲ့အချိန်လှုပ်သွားတာဆိုတော့အဲဒီလိုအားမထည့်ရတဲ့အတွက်ခင်ဗျားတို့ကအားမထည့်လှုပ်ရမှန်းတော့မသိဘူး ဒီမိတာတွေကိုပွားနေရမှန်းတောင်မသိဘူးကျွဲပူးတော့ရေပါတယ်ဆိုတာမျိုးလို့ပေါ့တခါတည်းဗျာဟိုနေထိုင်ရင်းနဲ့လောက်ไก่ပါလိုက်တာမိတာတွေကပွားပြီးသားဖြစ်နေအဲ့လိုပွားပြီးသားဖြစ်နေတော့မိတာပွားတဲ့အတွက်ကလည်းပဲကိုကမတိလိုက်မတိပါတာပွားနေပြီမဲ့မိတာပွားခံရတဲ့သူတွေကမတိလိုက်မတိပါတာနေမှာမဟုတ်ဘူးသူတို့နဲ့အတူတူသူတို့ကိုချစ်ချင်းမိတာတွေကအပြည့်ပြန်ပြီးတော့တုံ့ပြန်တက်ရောက်လာမှားလို့ပြောကျင်တယ်အဲ့လိုဖြစ်တော့လေသူပျော်တာပေါ့သူ့မှာမိတ်တွေဆွေတွေတဝိုင်းကြီးတလဲကြီးနဲ့ဖြစ်နေပြီလေအဲ့လိုပျော်တဲ့အခါကျတော့ ်သူကဘာဖြစ်လဲဓာရီဘူထပ်ပွားထပ်ပွားနေဆိုတော့ဒိဋ္ဌိဇအနုပက္ခမလို့ဆိုရတဲ့သူကသူတော်ကောင်းပေါင်းရောင်းရနေပြီလို့ဆိုရဲခါကြတော့သူအယူတွေကိုဘယ်ကတ်တော့မယ်ပေါ့အယူမမိစ္ဆာဒိဋ္ဌိတွေသူမကတ်တော့ဘူးဒိဋ္ဌိဇအနုပက္ခမအယူမအယူတွေကမကတ်တော့တာလားမကောက်ဘူးသီလဝါဓတ္တနိနာတံပံတော့ဓတ္တနာနဲ့ပြည့်စုံတဲ့သီလတွေကိုလည်းပဲသူကရှိလာနေပြီလို့ဒီလိုပြောတယ်ဟောကာမေတုဝိတ္တယဒေတံလို့ဆိုတဲ့အတိုင်းပဲ ဩအာယုငါးပါးကာမဂုဏ်တရားတွေပေါ်မှာလွန်ကျူးရတဲ့ဟာတွေကိုလည်းပဲတခါလေဝိနည်းခေတန်းဆိုပြီးတော့သတ်မြတ်တဲ့ခြင်းကိုသူဖြောက်ပြစ်လိုက်ပြီးပျောက်သွားပြီလို့သူပြောကြတယ်ပေါ့ဗျာအဲ့တော့လည်းပဲအရိယသစ္စာတရားကိုပွားတာပဲဖြစ်သွားတော့တာပေါ့လို့ဘယ်လိုပြောရမလဲဒီမေတ္တာတရားပွားခြင်းဒီပဲလေအရိယသစ္စာတရားပွားခြင်းဖြစ်သွားပြီဘာဖြစ်လို့လဲဆိုအရိယသစ္စာတရားသိနေတဲ့သူကိုမေတ္တာပွားခိုင်းလိုက်တာဖြစ်လို့လို့ဘယ်လိုပြောရမလဲအဲ့တော့ခင်ဗျားတို့ကအခုမေတ္တာတရားကိုနာကြားရတာပေါ့မှာမြည်ပြီးတကလား အရင်အရင်ကလည်းအရိယတစ္ဆာတရားနာကြားပြီးသားဖြစ်နေတော့မေတ္တာဖြင့်အရိယတစ္ဆာ၌မိစ္ဆမပฏิဝတာဖြစ်အောင်ပွားတတ်ပြီလို့ဒီလိုပြောရမယ်။မှန်ပါဗျာ။အဲလိုပွားတတ်ပြီလို့ဆိုတဲ့အတိုင်းခင်ဗျားတို့ကလည်းပွားတတ်ပြီလို့ဆိုပြီးပြစ်ထားမှာကမဟုတ်ဘူး။မှန်ပါဗျာ။ပွားတတ်ပြီလို့တကယ်သာတိတကယ်တိတဲ့သူကဒီလိုပွားနေတော့မှာ။ဘာသူလို့ဟောတာမှမဟုတ်ပဲ။ဘာသူလို့ဟောတာမဟုတ်ဘူးလို့ဆိုလို့မို့လို့အလုံးမပြီးဘူးလားဆိုရင်တော့အလုတ်ကအများကြီးပြီးမှာဗျာမှန်ပါအလုတ်အလုတ်ဆိုတာကလည်းပဲပြီးမှအလုတ်ခေါ်တာဗျာ အလုပ်တော့လုပ်ပါရဲ့ဘာမှမပြီးဘူးဆိုရဲ့ဘာမှမလုပ်ဘူးလို့တောင်ပြောတယ်လို့သိပ္ပံဆရာကြီးဒီမယူတန်းဆိုတဲ့ပုဂ္ဂိုလ်ကပြောသွားဘူးတယ်လို့ခင်ဗျားတို့လည်းကြားကြမှာနော်ကြောက်တုံးကြီးတုံးကိုလှိမ့်နေတယ်တဲ့လူတယောက်ကလှိမ့်နေပြီမလို့သူတွန်းတယ်ဒီကြောက်တုံးကြီးကလည်းအားမအေးအမအကြီးကြီးဆိုတော့တုံးတုံးတောင်မလုပ်ဘူးဆိုတော့သူတနေ့လုံးခါတဲ့သောကြီးကြအောင်တွန်းအဲ့လိုလုံနေပြီမဲ့ကြောက်တုံးကြီးကမလုံဘူးဆိုရင် तू လုံနေတာအလုံးမဟုတ်ဘူးတဲ့။ तू အလုံးလို့လည်းမခေါ်ရဘူးတဲ့။ဘယ်လိုမျိုးပြောတယ်လို့သိရတယ်။ ဟောအခုမေတ္တာကိုအရိယတစ္ဆာကိုက်ကလေးနဲ့ခင်ဗျားတို့ကတိသွားကြတဲ့အခါကျတော့လုံရတယ်လို့မအောင်မိပဲနဲ့လုံမိနေမှာကိုလုံတယ်လို့တောင်းမှတိမှာမဟုတ်ဘူးတက်ကလုံစရာရှိတာဆိုလုံမှာဥစုလုံစရာရှိတာဆိုလည်းလုံသွားမှာအဲဒီလိုပဲသူအစောစသလုံစရာရှိတာဆိုလည်းခင်ဗျားတို့ကလုံသွားမှာအဲဒီလိုမျိုးလို့လုံသွားပြီလို့ဆိုရပါကြအလုံမှန်းတာမသိတာအဖြစ်ကြတော့တခါတည်းအကုန်လိုက်ပြီးတော့ကိုဖြစ်နေမှာကိုနဲ့တွေ့ရတဲ့သူတွေကကိုကိုဖြစ်ဘယ်တော့မှမမေ့နိုင်တော့ပါဘူးလို့ဆိုတာမျိုးဖြစ်မှာ ဒီသူ့တော့ငါဘွားမှာဘယ်တော့မှမကြောက်တော့ဘူးလို့ဖြစ်မှာ။ तू ကဒီနိုင်ငံကမှမနေလို့တခြားနိုင်ငံကပတ်တစ်ဖက်ချမ်းသွားနေလေ။ဒီသူ့သူမိမှမဟုတ်တော့ဘူး။ဘာဖြစ်လို့လဲလို့ဆိုရင် तू မေတ္တာတက်ရောက်သွားပြီလေ။အဲဒီလိုမျိုးလို့အလုံးဖြစ်တဲ့ဟာကြီးဖြစ်တဲ့အတွက်လုံမမသိပဲနဲ့တော့အလုံးဖြစ်နေတာဖြစ်တဲ့အတွက်သိမ့်မြတ်တဲ့အလုံး။မမဘာလို့လဲကိုလှုပ်ရတယ်လို့တိပြီးရလှုပ်မဖြစ်ရင်တော့တော်တော်ကျုံးတဲ့အလုပ်ပါနော်အခုတော့လှုပ်ရမှန်းတောင်မတိပဲနဲ့လှုပ်ပြီးရဖြစ်သွားပြီလို့အဖြစ်တွေကဖြစ်နေပြီလို့ဆိုတော့ အဖြစ်တွေဖြစ်တာနဲ့ပဲအလုပ်ပြီးတယ်အလုပ်လုပ်တယ်မလုပ်ဘူးဆိုတာကတတ်မှတ်ရတာလို့ဆိုတော့အလုပ်ကတိတ်မြတ်တဲ့အလုပ်လို့ပြောရမှာပေါ့အလုပ်မှန်းတော့မသိလိုက်ရဘူးလို့ဆိုတော့ဒီအလုပ်ကအဖြစ်ကြမ်းတာအများကြီးဖြစ်တာဆိုတော့မြတ်တာပေါ့အဲလိုတိတ်မြတ်တဲ့အလုပ်ဖြစ်တဲ့အလုပ်ကိုခင်ဗျားတို့ကပွားနိုင်ကြပါစေပွားပြီးနောက်လည်းခင်ဗျားတို့ပြန်တကယ်ပဲငြိမ်းချမ်းဒုက္ခရနိုင်ကြပါစေဆိုပြီးကျုပ်တို့ကဟောဒီတရားသမားလေးကိုဟောခဲ့တယ်ဒီတရားသမားလေးကိုတောင်းဆိုတဲ့ဥဒ္ဒံတောင်းရဲ့တောင်းဆိုချက်အရာဟောခဲ့ဒါကလေးကိုခင်ဗျားတို့ဝမ်းသာနိုင်ကြတယ်ဆိုရင် ခင်ဗျားတို့ကလည်းဒါကလေးဝါတာတဲ့အထိတ်မှဖြစ်နေသုံးချိန်လောက်ဓာတုအနုမောဒနာခေါ်ပြီးတော့ကျုပ်တို့ပြောဆိုတာညီကုန်းချုပ်ကြရအောင်ဟုတ်